အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တာသမီမိတ်ဆွေများအတွက်စတိ9လပိုင်း7ရက်နေ့19ရက်နေ့ဒီတပတ်စာဟောစတန်ဟောရီမှာဖြစ်ပါတယ်။တမိတိုင်းမိတ်ဆွေများဒီကောင်မမီတို့အတွက်အပြာရဆိုင်တိုက်ခန့်နေကြမှာ ထုံးလင်းတောက်ပါမဲ့သူလို့ပြောလို့ရှာတယ်အဲ့တော့ဒီကလာမငင်းတဲ့အချက်ကိုပြောပါဆိုခီးနဲ့ပတ်သက်တဲ့ကန်စာတာတွေမှာအငင်းငယ်ညံ့ပါတယ်စတင်ခီးရထွက်တင်ထွက်ဖို့လှောက်ဆောင်နေတာမျိုးဆိုရင်ဒီကလာမှာတတိကြီးစွာထားရတဲ့လူလင်းပေါ်သက်တယ်ပြီးတော့နောက်တော့အပတ်ပတ်ကနေအပြိုင်ဆိုင်နေတိုက်ခတ်နေကြားထဲမှာအဲဖြတ်တန်းဖြတ်ကျော်ရမဲ့သူလို့ညင်ပါတယ်နောက်တစ်ခုကကြတော့ဒီကလာမှာမိမိကို လူချင်းလူကင်ပေါများခြင်းနဲ့အတူမိမိရဲ့နာမည်ဂုဏ်သတင်းဖြတ်မဲ့သူများမှာလက်ရှိအချိန်မှာပါနေတတ်တယ်အဲ့တော့သတိပိုရိယကြီးစွာနဲ့ပဲပေါင်းရင်းဆက်ဆံရေးမှာအဲ သွားတက်มาလဲပေါ့เนาะအဲ့တော့လုံဝန်းဆိုင်ရာမှာဒီကလာမှာစိတ်အနေငယ်ပင်ပန်းချာကြုံရတယ်ကိုကိုတိုင်းလိုပဲအဆက်အသွယ်အင်းနဲ့အားနဲ့လှုပ်ဆောင်နေရပြီးတော့အဆက်အသွယ်ရာမှာတာဝန်ကြီးစွာနဲ့ဖြတ်တန်းဖြတ်ကျော်အားတက်တယ်အဲ့တော့လုံဝန်းမဆိုင်ရာမှာမွန်ချက်ဆရာကြီးရှိတယ်အတိုက်ခံနေပေါ့များတယ်တိုးဝင်မဲ့ကိုကိုတိုင်းတေချာစနစွာနဲ့လှုပ်ရှားနိုင်ပါလိမ့်မယ်အဲ့တော့ဒီကလာမှာအုပ်စုခွဲမဲ့သူ coach မှာဒီအုပ်စုခွဲမဲ့သူအယူဆကွဲမဲ့သူတွေနဲ့ဖြတ်တန်းဖြတ်ကျော်အားတက်တယ်ပေါ့နော် နောက်တစ်ခါကျတော့ငွေကြေးပိုင်းဆိုင်ရာမှာဒီကာလမှာထွက်အားများနေလို့ပြောရလိမ့်မယ်ငွေစရာရှိရငွေတွေကနှောင့်နှေးပြီးထွက်စရာရှိတာများနေတတအဲ့တော့ဒီကာလမှာ ကိုကိုတိုင်းသစိုးလက်ဆောင်ပေးခြင်းဆိုတဲ့အရာလေးရှောင်ကျင်တင်တယ်အာလက်ဆောင်ပေးခြင်းပေါ့နော်သူများတကာရောလက်ဆောင်ပေးအကြောင်းကိစ္စတစ်ခုကြောင့်လက်ထိုးခြင်းဆိုတာလည်းပါပါတယ်အဲ့တော့အဲ့လိုမျိုးလေးတွေမှာရှောင်ကျင်ပို့ပြီးကောင်းလင်တယ်ကိုရှုကိုပတ်သက်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီကာလမှာအချင်းနဲ့ပတ်သက်ပြီးအချင်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာအရန်ကိုအစဉ်ပြေတဲ့ချစ်ခင်သူပေါ်များနေတတ်တဲ့လူသမီးကိုင်းများမှာကိုကြီးဆောက်ရှောက်မဲ့သူတွေပေါ်တတ်တယ်နောက်တစ်ခုကတော့အချင်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီး အိမ်တော်ကပတ်သက်ပြီးအဆင်မပြေပါဘူးဆိုတဲ့သူတွေအောင်ပြန်လဲတင်းတက်သွားတက်တဲ့ကာလာမျိုးလို့ပြောလို့ရတယ်အခြေအိမ်တော်ကြီးကောင်းမွန်ပါတယ်တခုတော့ရှိတယ်အဲငကောအဆင်ပြေနေပြီဆိုလို့ရှိရင်လည်းသူတွေအတွက်ကတော့တတိထားမှာပြန်လဲမတင်းမြက်ခြင်းအเจ้าကတခုကအသေးသေးလေးရတယ်ကြည်သွားပြန်လဲမတင်းမြက်ခြင်းဆိုတာကြီးလည်းဖြစ်ပေါ်တတ်တယ်အဲ့တော့ဒီကာလာမှာအခြေအနေပတ်သက်ပြီးပျော်ပျော်ပူစရာကောင်းတဲ့ကာလာကိုဖြစ်ကြပါမယ်တုံးမယ်အပျော်လုံးလုံးမရဘူးလို့ပြောရမှာမျိုးပေါ့နော်အဲ့တော့ကျမရဲ့အထွေထူးကစိုးရိမ်စရာမရှိဘူးအာအယုံ အယုံအယုံကြောအာနေတာအဲအတော်ချင်နေကတ်ခဲနာကျင်တာအဲ့ရပြင်ဆိုးဝါဘာမှမရှိဘူးအဲ့တော့ညင်းတဲ့ချက်တစ်ခုပြောပါတော့ခီးပိုင်းနဲ့ပတ်သက်ပြီးတော့တတိထားမယ်လို့ပြောရမယ်ပေါ့နော်ခီးနဲ့ပတ်သက်တဲ့စတင်ချင်းနေမှာညံ့တဲ့အဲ့တော့မိမိအိမ်မှာကျမကြီးညံ့နေသူလဲပေါ်လာတတ်တယ်ရှိတတ်တယ်သူခုတ်ပြင်ကိုအဲအနည်းပဝင်ချင်မှာကျမကြီးညံ့သူတည်င်းကြတဲ့အခါကြလို့ရှိရင်မိမိတို့ကစေဝါသက်စာ လူရန်ချင်းကုသိုလ်လေးပြုလုပ်ပေးပါ။ဘာသောကိုကိုယ်တိုင်းတို့မို့ကိုယ့်ရဲ့မိသားစုဝင်ရဲ့ကျမရဲ့ဉာဏ်ချင်းမျိုးကိုရှောင်ရှားနိုင်လိမ့်မယ်ပေါ့နော်။အဲ့တော့စေဝါသက်စာတုံမုံငွေချင်းထောက်ပံ့ကူညီခြင်းဆိုတဲ့အရာလေးကျမိုင်းနဲ့ပတ်သက်ပြီးပြုလုပ်ပေးပါအဲ့ဒါမျိုးတို့အတွက်ပုံမကောင်းမွန်လိမ့်မယ်ပေါ့နော်အဲ့ဒါကလို့အိမ်မှာတကယ်လို့မလို့အိမ်မှာကျမိုင်းညံ့လို့ရှိရဆိုလို့ရှိရင်လည်းစမဒီဆင်းရဲတော်မသူစေဝါသက်စာလှူဒါန်းတဲ့ကုသိုလ်လေးပြုလုပ်ပေးပါအဲ့တော့ကံအားမြင့်ခြင်းမယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့ ကာလာထဲမှာရှိပါတယ်အဲ့တော့အလုတ်ကင်နဲ့ပတ်သက်ပြီးအနည်းငယ်ဟိုစူးစမ်းရုံးကန်ရတာစူးစမ်းရုံးကန်ရတာအတိုက်ခံနေပေါ်တာသလိုပြစီလုံးမဲ့သူတွေပေါ်တာတို့အပြင်ကိုအစိုးရမရှိဘူးအဲ့တော့ဒီကာလမှာမိမိတို့အိမ်မှာစက်ပစ္စည်းထွက်တာမျိုးတွေလည်းစက်ပစ္စည်းအပြတ်တာမျိုးတွေရှိတဲ့တည်းထုတ်လိုက်ပါပေါ့နော်အပြတ်တွေကိုအိမ်မှာမထားတဲ့နဲ့ကာလာလို့ပြောလို့ရတယ်မိမိတို့ကန်စတာရချင်းမဲ့ဆိုအိမ်အဲကျမကြီးတို့အနည်းငယ်ညံ့နေပေါ့နော်အဲ့တော့စက်ပစ္စည်းအပြက်တွေအိမ်မှာရှိရင်ထုတ်လိုက်ပါအဲ့တော့အတက်ခံနေကြတဲ့မှာအောင်မြင်မှု ်တရပူဆောင်းမဲ့တူလို့လက်ရှိမှာမြင်ပါရဲ့ပေါ့နော်အဲ့တော့ကံအားပြည့်ချင်းမဲ့ဆိုကောင်းတဲ့ကာလထဲမှာရှိပါတယ်အဲ့တော့ကံစားသားတွေမိမိရဲ့ကံစားသားအညံ့တွေပြေပြောက်ကောင်းချွတ်ချင်တာရရှိအောင်လို့လှုပ်ဆောင်တင်တဲ့ရေတရားကကြတော့ကျမတို့ဒီအင်္ဂါရောက်မှာတွားပြီးတော့အပြောင်းလိုက်ရှစ်တိုင်လူရန်နဲ့ဒီအဓိကတော့ချင်းသိရုပ်ရှိမှာပေါ့နော်လူရန်ကိုယ့်ရဲ့အခိုင်အညံ့တွေဒီပြောင်းနိုင်ထိုးခြင်းနဲ့သူပြေပြောက်သွားပါစေဆိုပြီးတော့ဆုတောင်းပြီးတော့ ထုံးမှာအာကတော့ဆရာမလို့ဘောเนาะအဓိကကတော့ချင်းတေးဟုတ်ချင်မှာအញ្ញန့်ချေရဲ့အနေနဲ့ကျောင်းလိုက်ချက်တိုင်းထွန်းညီပြီးတော့ပူဇော်တဲ့ကုသိုလ်ကောင်းမှုလုပ်ပေးပါမိမိတို့ရဲ့အခိုင်ညံ့နေပြီကြောကောင်းဆုံးဆန္ဒရရှိတဲ့တယ်ပေါ့နော်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အញ្ញန့်ရှိနေသူများအတွက်ကကြတော့ဒီစာစာတင်တင်နဲ့စာတင်သားတွေပေါ့မှာစာတင်သားတို့မဟုတ်ပညာသင်တဲ့ဒီဆန္ဒမသူတို့စာအုပ် လာစာအုပ်လေးလူတန်းနဲ့ကုတူလေးလိုပေးပါအဲ့ဒါမိမိတို့ရဲ့အိမ်တော်ရဲ့အိမ်ညက်နေပြပြောက်တတ်တယ်ပေါ့နော်ဒါကလက်ရှိတဲတော့ဒီဟောချက်နဲ့ဒီတဲတော့နမိတ်ရအရေးကြီးလည်းဖြစ်ပါတယ်အဲ့တော့မက်ရှင်များအားလုံးအေဂျင့်တာပြောချင်တော့ပါလေရရှိနိုင်ကြပါစေဆန္ဒနဲ့ပေါ့တတ်တဲကြနိုင်ကြပါစေရှင်ကျေးဇူးအများကြီးတမရှင်အဆုံးပြေပါနားအောင်ပြကြလို့နော်